မီးနှက်ခါနာဖြစ်စီမဲ့တန်ဟက်ရဲ့ဂျင်းကနေကင်းလုခဲ့တဲ့မန်ချက်စတာယူနိုက်တက်မန်ချက်စတာယူနိုက်တက်တင်ဟာဒီပြောင်းအက်ဒစ်တန်ဟက်ခေါ်ယူခြင်းမခံခဲ့ရတဲ့ကစားသမားတအုပ်ကြောင့်ငွေကြေးအမြောက်အများသက်သာသွားခဲ့ရပါတယ်။အော်တိုဘာလာမှာထုတ်ပယ်ခံခဲ့ရတဲ့တန်ဟက်ဟာအစ်ကြတိုက်စစ်မှု Brian Brobby ကိုပေါင်34တန်းနဲ့ခေါ်ယူဖို့စိတ်ကူးရှိခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းထောင်းမစွာပဲအခုတော့အသက်23နှစ်ရွယ် Brobby ရဲ့တန်ဖိုးဟာ၈တမ5တန်းသာရှိတော့တာကြောင့်မန်ယူနိုက်တက်တင်ဟာ Brobby ကိုခေါ်ယူခဲ့ရင်ဘလောက်ထိအိပ်ပေါက်သွားနိုင်မလဲဆိုတာတွေးကြည့်ုံနဲ့တင်သိနိုင်ပါတယ်။တန်ဟက်က ။ဒီကြမှာတာဝန်ယူခဲ့စဉ်ကဘရော့ဘီရဲ့ခြေစွမ်းကိုအထင်ကြီးခဲ့ပုံရပါတယ်။နယ်သာလန်သတင်းတောက်ဘယ်လီတိုင်းဒရီဆန်ကတန်ဟက်ကသူ့အတွက်ယူရိုတန်း40ပေးချေလိုခဲ့ပေမဲ့အခုတော့ယူရို10တန်းတောင်မတန်လို့ဘူးလို့ရေရေမောမော ပြောကြားခဲ့ပါတယ်။ဘရော့ဘီယာယူနိုက်တက်နဲ့ဇနီးနေထွက်ပေါ်ခဲ့ပေမဲ့သူကိုယ်တိုင်ကတော့အေဂျင့်မှာပြောပြောကြီးဆက်နေမယ်လို့ပြောကြားခဲ့ပါတယ်။ဘရော့ဘီယာအေဂျင့်မှာဂိုးတွေများပြားသွင်းယူခဲ့ပြီးခြေစွမ်းကောင်းတွေပြသခဲ့ပါတယ်။2023 2024ရာသီမှာ22ဂိုးတီသွင်းယူနိုင်ခဲ့ပေမဲ့ဒီရာသီမှာတော့ခြေစွမ်းကတိကျတော့အကြာဆင်းသွားတာကြောင့်သူ့ရဲ့တန်ဖိုးကလည်းအခုလိုကြာဆင်းသွားတာပဲဖြစ်ပါတယ်။တကယ်ကိုစဉ်းစားကြည့်ရင် တဟန်တာဘရော့ဘီကိုပေါင်34တန်းနဲ့ခေါ်ယူခဲ့ရင်မယူနိုက်တက်အတင်းအတွက်ဒန်ယာဘောစားပတ်တယ်လို့မီးရင်းနှခါနာဖြစ်မှာတေးကြပါရယ်။ဘာလို့လဲဆိုတော့အရင်ကတန်ဟန်ရဲ့အသေးစဒပိန်ဖြစ်တဲ့အန်တိုနီကိုအေဂျက်ကနေခေါ်ယူခဲ့တုန်းကလည်းမယူဟာပေါင်တန်း100နီးပါးယင်းနှိမ့်မြုံနိုင်ခဲ့ရပြီးသားပါ။ဒါပေမဲ့ရလကတော့ပရိသတ်တွေမြင်တွေ့ရတဲ့အတိုင်းပါပဲ။တောင်မှမှာဘောလုံးကိုဘလို့ဖြတ်တင်ရမှန်းမသိ။ဂိုးရှေးရောက်ရင်ဘလို့ခံရမှန်းမသိနဲ့ပေါင်တန်း100ဟာလေထဲမှာပဲပြားဖြစ်သွားခဲ့ရပါရယ်။အန်တိုနီဒီရောက်ထဲနေတဲ့မယူရဲ့ဘန်နာကြီးကအတော်လေးထိခိုက်လို့နေပြီးအခုဘရော့ဘီကိုပါထပ်မံခေါ်ယူခဲ့မယ်ဆိုရင် တန်ဟက်ရဲ့အေဂျက်ကိုနဲ့ရှင်ဟာမန်ယူတင်းရဲ့ပတ်စံအိတ်ကိုပုံခွဲနေတယ်လို့ဖြစ်လာနိုင်ပါတယ်။ကံကောင်းထုံးမစွာပဲမန်ယူဘုတ်ဖွဲ့တွေကနောက်ထပ်အန်တိုနီဘာရှင်2ကိုရှောင်ရှားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဆရာကြီးအန်တိုနီဟာအခုဆိုရင်စပိန်မြေမှာခြေစွမ်းနေပြန်လဲပြသနေရကြောင်းဆော့တွယ်လို့မရတဲ့အခြေအနေဖြစ်နေပါပြီ။